အစင်းမြင့်နိုင်ငံကြီးအမေရိကန်ကအာရှနိုင်ငံတည်တည်လေး BNN ကိုဘာကြောင့်ဒူးထောက်အရှုံးပေးခဲ့ရတာလဲ။တမိုင်းတွေကထင်ရှားကျော်ကြားတဲ့စစ်ပွဲတွေအကြောင်းပြောတဲ့အခါကျွန်တော်တို့တွေခြံထားလို့မရတဲ့နာမည်ကြီးစစ်ပွဲကြီးကအမေရိကန် BNN စစ်ပွဲကြီးပါပြီ။အမေရိကန်နိုင်ငံဟာ BNN လိုနိုင်ငံပေါက်စာလေးကိုသူတို့ဟိတ်ကထဲကဖားလေးပဲချိန်မဲရရရတယ်လို့မှတ်ယူခဲ့ပေမယ့်တကယ်လက်တွေ့မှာတော့အစိပ်ပြင်းတဲ့မွေးတကောင်ဖြစ်ကြောင်းသိသွားခဲ့ရပါသည်။ရန်သူဟာတစ်ချိန်တည်းမှာပဲဘယ်နေရာမှာမှမရှိသလိုနေရာတိုင်းမှာလည်းရှိနေပုံရပြီး ဒီစစ်ပွဲဟာမအောင်နိုင်ခဲ့တဲ့တိုက်ပွဲလူမိုက်တွေရဲ့လုပ်ရက်လို့လူအများကမြင်ခဲ့ကြပါသည်တကယ်လည်းအမှန်ပါပဲစစ်ပွဲအဆုံးမှာအင်အားကြီးတဲ့ American စစ်တပ်ဟာ BNL နိုင်ငံလေးကိုဒုထောက်အရှုံးပေးခဲ့ရပါသည်ဒါပေမဲ့တချို့ကတော့ American ဟာစစ်ပွဲကိုတကယ်တမ်းရှုံးနိမ့်တာမဟုတ်ဘဲပြည်သူဖိအားတွေကြောင့်စိတ်ပြက်ပြီးစွန့်ခွာခဲ့တာလို့လည်းညှင်းခုံတာမျိုးရှိပါသည်။ဒီနေ့မှာတော့ BNL American စစ်ပွဲကြီးဘာကြောင့်ဖြစ်ပွားခဲ့ရလဲ။ဘာကြောင့်များ American ဟာ BNL လိုနိုင်ငံလေးကိုရှုံးနိမ့်ခဲ့တယ်လဲ BNN ဘလောက်ထိစိတ်ဓာတ်နဲ့ခံယူချက်ပြင်းထန်တယ်လဲဆိုတာကျွန်တော်တို့ရဲ့ Alpha Wave Media ကနေပြီးတော့တင်ဆက်ပြောပြပေးကြမှာဒီဗီဒီယိုလေးမစတင်ခင်မှာ channel လေးကို like and subscribe လုပ်ထားဖို့အတွက်လည်းမမေ့ပါနဲ့ဦးမြစလိုက်ကြရအောင်ပါ BNN ရေးမှအမေရိကန်ရဲ့ပါဝင်ပတ်သက်မှုဟာဒုတိယကမ္ဘာစစ်ပြီးပြီးချင်းမှပဲစတင်ခဲ့တာပါအမှန်တကယ်တော့အမေရိကန်နဲ့မတွေ့ခင်မှာပြင်သစ်တွေနဲ့စတင်ပါလိအဲဒီခေတ်အခါတုန်းကယနေ့ခေတ် BNN ကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံတွေဟာပြင်သစ်အင်ဒိုချိုင်းနားလို့ခေါ်တဲ့ကိုလိုနီနယ်မြေရဲ့အစိပ်ပိုင်းနေဖြစ်ခဲ့ပါသည်။နေတွေတခြားကိုလိုနီအုပ်ချုပ်ရေးကိုစန့်ကျင်ပြီးအကြမ်းကြမ်းပုန်ကန်ခဲ့ပေမဲ့ပစိဖိတ်စစ်ပွဲအပြီးဂျပန်လက်အောက်ကနေလွတ်မြောက်ပြီးတဲ့နောက်မှာတော့ဒေသခံပြည်သူတွေဟာသူတို့မျိုးကိုနိုင်ငံသားတွေထိန်းချုပ်ထားတာကိုလုံးဝညီငွေနေခဲ့ကြပါပြီ။ဒါကြောင့်မလို့ပဲပထမဦးဆုံးအင်ဒိုချိုင်းနားစစ်ပွဲဟာ1946ခုနှစ်မှာစတင်ခဲ့ပြီး ပုံကန်သူအဖွဲ့တွေဟာပြင်သစ်အုပ်ချုပ်ရေးကိုအပိသက်ချုပ်ငိမ့်မှုအတွက်အပြင်းထန်တိုက်ပွဲဝင်ခဲ့ကြပါသည်။စင့်ရားနဲ့နီးပညာအရပြင်သစ်တွေကတာလွန်နေခဲ့ပေမယ့်ဂျေးရွာတွေနဲ့ထူထပ်တဲ့ဒေါ်နက်ဂျီတွေဟာရေကန်မြေကန် BNN တို့ရဲ့ကြောက်ဖို့အကောင်းဆုံးပြောက်ကြားစနစ်ကိုတော့ဂိုင်တွေရခတ်ခဲသွားခဲ့ပါသည်။ဒါဟာနောင်ဖြစ်လာမယ့်အဖြစ်ပြက်တွေရဲ့ရှေ့ပြေးနမိတ်လို့လည်းဆိုရမှာပါ။ဒီလိုနဲ့ပြင်သစ်နဲ့ BNN တို့၉နှစ်ကြာတိုက်ပွဲဝင်ပြီးတဲ့နောက်မှာ1954ခုနှစ်ပြင်သစ်ဟာအဲ့ဒီဒေသကနေပြီးတရားဝင်ဆုတ်ခွာခဲ့ရပါ ဇနီဘာသဘောတူညီချက်တွေကိုလက်မှတ်ရေးထိုးပြီးပဲအင်ဒိုချိုင်းနာဒေသတွေကိုလွတ်လပ်တဲ့နိုင်ငံတွေအဖြစ်လွတ်လပ်ရေးပေးခဲ့ရပါသည်အဲ့လိုမျိုးလွတ်လပ်ရေးပေးခဲ့တဲ့အပြင်ကိုမှပဲဒီနေရာမှာပြောစရာရှိလာတာကဗီယက်နမ်ဟာလွတ်လပ်ရေးရချိန်နှစ်ပိုင်းကျွေးသွားတာပါကွဲသွားတဲ့နှစ်ပိုင်းကလည်းကျွန်တော်တို့တမိုင်းထဲမှာတင်ခဲ့ရဘူးတဲ့ဟိုချီမင်းဥဆောင်တဲ့ကွန်မြူနီလိုလာတဲ့မြောက်ဗီယက်နမ်နဲ့ကိုလိုနီအုပ်ချုပ်ရေးကိုသဘောကျပြီးကွန်မြူနီအုပ်ချုပ်ရေးကိုသဘောမခွေတဲ့အနောက်အုပ်စုလိုလာတဲ့တောင်ဗီယက်နမ်အဖြစ်ပိုင်းခြားလိုက်ခြင်းမှာ နှစ်ပိုင်းကွဲသွားတဲ့ဗီယက်နမ်နဲ့ချမ်းเจ้าမှာပဏိပခါဟာချက်ချင်းဆိုသလိုပေါ်ပေါက်လာပါလိမ့်။နှစ်ဖက်စလုံးဟာတောင်တင်းမြောက်ကိုရီးယားတို့လိုပဲတနိုင်ငံလုံးကိုတူယူမယ်ငါယူမယ်။ဘယ်အုပ်ချုပ်ရေးကကောင်းပါရဲညာအုပ်ချုပ်ရေးကကောင်းပါရဲဆိုပြီးပြောရင်းပြောရင်းနဲ့ပဲနောက်ဆုံးနိုင်ငံကိုသူတို့ဘာသာသူတို့ပိုင်ဆိုင်ရဖို့အတွက်တောင်းဆိုမှုတွေပြုလုပ်လာပါလိမ့်။ဒါကြောင့်မေတောင်တင်းမြောက်ဗီယက်နမ်ကြားထဲမှာပုတ်တိုက်မှုတွေဖြစ်ပေါ်လာပြီးစစ်ပွဲတွေစတင်လာတော့တာပါ။1950ပြည်နှစ်နောက်ပိုင်းမှာမြောက်ဗီယက်နမ်ဟာတောင်ပိုင်းမှာဒေါ်လာရေးတပ်ဖွဲ့ကိုစတင်ဖွဲ့စည်းခဲ့ပြီး အစာပိုင်းမှာတေးကြစီဖြစ်တဲ့သဘုံအဖွဲလေးဟာမကြခင်မှာပဲစီးလုံးနဲ့ဘီယက်ကွန်လို့ခေါ်တဲ့အဖွဲကြီးအဖြစ်ကိုပြောင်းလဲသွားပါသည်ဒီအဖွဲကိုတော့မြောက်ဘီယက်နမ်ကကျူးကျော်ပြီးတဲ့နောက်မှာတည်ထောင်ခဲ့ပြီးဟိုချီမင်းလန်းကျောင်းလို့ခေါ်တဲ့ထောက်ပို့ပို့ဆောင်ရေးကွန်ရက်ကနေပြီးတော့ပံ့ပိုးပေးခဲ့ပါသည်မြောက်ဘီယက်နမ်စစ်တပ် NBA ဟာတောင်ပိုင်းကိုစစ်ပုံစံအတိုင်းတိုက်ခိုက်နေချိန်မှာဘီယက်ကွန်တွေကတော့တောင်ပိုင်းချီရွာတွေနဲ့ဒေါနက်ချီရွာတွေကိုထိုးဖောက်ဝင်ရောက်ပြီးထောင်ချောက်တွေချောင်းမြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြပါသည် တောင်နှင်းမြောက်ဗီယက်နမ်နှစ်ခုကြားထဲမှာတိုက်ပွဲတွေတအားပြင်းထန်လာသလိုအချင်းချင်းလဲတကြဖြတ်ကြနဲ့တည်ဆုံမှုတွေများပြားလာတဲ့အခါမှာသူရဲကောင်းနှုတ်မဲ့နိုင်ငံပေါ်လာပါ ಡಿ အဲ့ဒီနိုင်ငံကတော့မေးစရာတော့မလိုပါဘူးအမေရိကန်နိုင်ငံမှာဓာတ်ခုတ်ရလက်ဝင်ရှိုးတယ်ပဲပြောရမလားသူရဲကောင်းလှုပ်ချင်တယ်လို့ပဲပြောရမလားသူများနိုင်ငံရေးကိုစာပြေတော့ဝင်ဆွတ်ဖတ်ပါ ಡಿ ဒီလိုဝင်ဆွတ်ဖတ်ရတဲ့အကြောင်းရင်းကိုသိရင်လဲပြိတ္တတွေအံ့ဩကြမှာပါ အဲ့ဒီအချိန်ကအမေရိကန်သမိုင်းမှာ community domino အကျိုးသက်ရောက်မှုဆိုတဲ့ယုံကြည်ချက်ကလွန်မှုနေပါ ರೀ ။ဒါကဘာလဲလို့မေးရင်တော့နိုင်ငံတစ်နိုင်ငံဟာ community အုပ်ချုပ်မှုအောက်ကိုရောက်သွားခဲ့ရင် တခြားသောအိမ်နီးချင်းနိုင်ငံတွေစီကပါအဲ့ဒီ community အုပ်ချုပ်မှုယဉ်ကျေးမှုဟာစီစဉ်သွားမယ်လို့ယူဆတဲ့အယူအဆပါ။ပြောရရင်ဒီအချိန်ဒီမှာဗီယက်နမ်တစ်ခုလုံး community စနစ်အောက်ကိုကြာဆုံးသွားခဲ့ရင်သူနဲ့အနီးပတ်ဝန်းကျင်မှာရှိတဲ့ Thai, India, Philippines စားရနိုင်ငံ၄စီကို community စနစ်ပြန့်သွားမယ်လို့သူတို့ကယုံကြည်ခဲ့ကြပါသည်။ဒါကြောင့်မို့လို့ပဲတမရဂျွန်အက်ဖ်ကနေဒီဟာတောင်ပီယန်နံဘက်ကကူပေးဖို့အတွက်ဆုံးဖြတ်လိုက်ပြီးစစ်ရေးအကြံပေးတွေစတင်စေလို့ခဲ့ကနိုင်ငံရေးလမ်းကြောင်းအရဝင်ပါခဲ့ပါသည်။ဒီနေရာမှာတခုပြောစရာရှိတာကပထမဦးဆုံးအမေရိကန်တွေဝင်ပါတဲ့အချိန်မှာစစ်ရေးလမ်းကြောင်းအရတော့တိုက်ရိုက်ပါဝင်ပတ်သက်မှုမရှိဘဲနဲ့နိုင်ငံရေးလမ်းကြောင်းအရပါဝင်ခဲ့ပါသည်။မကြလိုက်ပါဘူး။ဒီကိစ္စကိုတိကျစီမံနေတဲ့ဂျွန်အက်ဖ်ကနေဒီလောက်ကျန်ခံရပြီးတဲ့နောက်မှာတော့ တမရအတိတ်တက်လာတဲ့လင်နမီဂျွန်ဆင်ဟာဗီယက်နမ်နဲ့ပတ်သက်တဲ့မတူညီတဲ့အမြင်တွေရှိခဲ့ပါသည်အမေရိကန်ဟာဗီယက်နမ်နိုင်ငံရေးကိုငကိုရုံကမတိမတာပါဝင်နေတဲ့အခြေအနေကနေပေါ်ပေါ်တင်တင်ဆွတ်ဖတ်လာတဲ့ပြဿနာတွေစတင်လာပါသည်ပြဿနာကလည်းဒီလိုပါဗီယက်နမ်ကသူတို့နိုင်ငံရေးကိုပါဂျင်နေတဲ့အမေရိကန်ကိုတိုက်ပြီးမကြေပါဘူးအဲဒီအချိန်မှာ1964ခုနှစ်သတင်းထွက်လာတာက အမေရိကန်ရဲ့ဖြတ်သိမ်းမော်တစည်းဟာမြောက်ဗီယက်နမ်ကွန်မြူနီဘက်ချမ်းကတော်ပီဒိုလီရီရဲ့တိုက်ခိုက်တာကိုခံလိုက်ရပြီးတော့ပျက်စီးသွားတယ်လို့ဆိုရဲတိုင်ကင်ပင်လယ်အော်ကိစ္စပါမြောက်ဗီယက်နမ်တွေကအမေရိကန်စစ်သိမ်းမော်ကိုတိုက်ခိုက်တယ်ဆိုတဲ့အကြောင်းအရာကတော့ယနေ့အချိန်ထိတိတိကျကျရဲ့လို့အထောက်အထားလည်းမရှိသလိုတချို့ကလည်းပဲတကယ်ဖြစ်ခဲ့တယ်ဆိုပြီးလည်းပြောကြပါရီလီဇယ်ဖန်တီးထားတယ်လို့ယူဆရပါမယ်လေဗီယက်နမ်နိုင်ငံကြီးကိုငကူတွေကဝင်ပါခြင်းနေတဲ့အချိန်နေမှာအများကြီးစဉ်းစားခဲ့တာမျိုးမရှိပါဘူး သူကမှစချရင်ငါတို့ကလည်းချကွာဆိုတဲ့မူဝါဒနေပဲတမရလင်တန်ဘီဂျွန်ဆင်ဟာဗီယက်နမ်မှာအပြည့်အဝစစ်ရေးအရာဝင်ရောက်ဖို့အတွက်ခွင့်ပြုဖို့လုံလောက်သွားပါသည်1965ခုနှစ်အရောက်တဲ့အခါမှာတော့ဗီယက်နမ်နိုင်ငံရေးကိုအမေရိကန်ဟာမဟာမိတ်တွေကိုလေ့ကျင့်ပေးယုံသားမကကွန်မြူနီတီအဖွဲ့တွေကိုတိုက်ရိုက်တိုက်ခိုက်ဖို့အတွက်စစ်သား2သိန်းလောက်နေပါကိုစေလွတ်ခဲ့ပြီးအမေရိကန်ဗီယက်နမ်စစ်ပွဲဒါမှမဟုတ်အမေရိကန်နဲ့ဗီယက်နမ်ရဲ့ဘောက်ချာရှင်းနှန်းကစတင်တော့တာပါပဲ။ အဲဒီခေတ်ကာလတုန်းကခင်မီတဲ့ American စစ်ဆက်ရန်နရဟာအများအပြားတော့မရှုံးနိုင်နိုင်ပါဘူး။စစ်သားအလုံးဟာပထမကမ္ဘာစစ်ရဲ့ဂုံချက်တည်းဒုတိယကမ္ဘာစစ်မှာမဟာမိတ်တွေရဲ့ဆွမ်းအားနဲ့ community လက်ကနေနိုင်ငံတွေကိုကာကွယ်ခဲ့တာကိုကြားပြီးကြီးပြင်းလာခဲ့သူတွေပါ။အားလုံးက American စစ်တပ်ဟာကမ္ဘာတမိုင်းမှာအစွမ်းထက်ဆုံးစစ်တပ်ပါလို့ယူဆထားပြီးစည်းလုံးမှုလည်းမရှိတဲ့ community တပ်ဖွဲ့တွေကိုအချိန်တိုအတွင်းအနိုင်ယူတိုက်ခိုက်နိုင်မယ်လို့ယုံကြည်ခဲ့ကြပါသည်။ပြောရရင်တော့ BNN ကိုအားလုံးက short track ခဲ့ကြတာပါ။ 1965ခုနှစ်မတ်လပထမဦးဆုံးတိုက်ခိုက်ရေးတပ်တွေ BNN ကိုဆင်းသက်လာချိန်မှာစစ်ပွဲဟာခဏလေးနဲ့ပြီးဆုံးပြီးခရစ်စမတ်မှာအိမ်ပြန်နိုင်မယ်ဆိုတဲ့မျှော်လင့်ချက်ရှိခဲ့ပါသည်။ဒါပေမဲ့သူတို့ထင်ထားတာကမှန်းချက်နဲ့နှမ်းထွက်လုံးဝမကိုက်ဖဲမာယွင်းနေခဲ့ပါသည်။မကြာခင်မှာပဲအမေရိကန်ဟာသူတို့ရှိကပြင်သစ်တွေလိုပဲမနိုင်နိုင်တဲ့စစ်ပွဲတစ်ခုကိုသွားဆင်နွှဲလိုက်တယ်လို့ဖြစ်သွားပါသည်။အမေရိကန်ဘက်ကစစ်တီအင်အားပထမ2သိန်းနောက်ပိုင်း3သိန်းဝင်းကျင်လောက်နဲ့9သိန်းလောက်အထိဆေးလွှတ်ခဲ့ပေမဲ့ ဘာမှဖြစ်ဖြစ်မြောက်မြောက်အောင်မြင်ခဲ့တယ်လို့မရှိပဲနောက်ဆုံးမှာ1983ခုနှစ်စစ်ပွဲကနေပြီးပြန်လည်ဆုတ်ခွာပေးခဲ့ရပါသည်ဘလောက်ပဲစစ်ရင်အားတွေဖြစ်ပြီးဗီယက်နမ်လိုနိုင်ငံလေးကိုမရှင်နိုင်ပဲစစ်သည်9800ကျော်တော့မှအကျဆုံးခဲ့ရပြီးနောက်နေ့ဒီမှာတောင်ဗီယက်နမ်ဟာလည်းပဲကွန်မြူနီလောက်အောင်ကျဆုံးသွားတာကိုဒီတိုင်းကြီးထိုင်ကြည့်နေခဲ့ရပါသည်အမေရိကန်လိုအင်အားကြီးစစ်တပ်ကြီးကဘာရီများမှားခဲ့လို့လဲတမိုင်းတွေကအင်အားကြီးအင်ပါယာကြီးက BNN ကိုဘလို့များကြာရှုံးခဲ့ရတာလဲဆိုတော့စိတ်ဝင်စားစရာမေးခွန်းတွေစပြီးတော့ပေါ်လာပါသည်အဲဒီခေတ်ကာလက BNN စစ်ပွဲဖြစ်ပွားနေတဲ့နေရာတွေဟာဒေါတောင်ထူတဲ့နေရာတွေဖြစ်ပြီးကမ္ဘာပေါ်မှာကြောက်စရာအကောင်းဆုံးပျောက်ကြားစစ်ကိုအမေရိကန်တို့နှစ်ဖူးတွေ့ဒူးတွေ့ကြုံတွေ့ခဲ့ရပါပြီ။အမေရိကန်စစ်တပ်ကြီးကိုတရည်ချင်းဖြိုခဲ့တဲ့ကမ္ဘာကြောက်စရာအကောင်းဆုံး BNN ပျောက်ကြားစစ်အကြောင်းကို ပြောပြပေးကြပါမယ်။အမေရိကန်ရင်ဆိုင်ခဲ့ရတဲ့ပထမအဦးဆုံးပြဿနာကသူတို့ရဲ့ရန်သူပါ။ ဗီယက်ကွန်ရဲ့မြောက်ဗီယက်နမ်တပ်ဖွဲ့တွေဟာစီးလုံးမှုမရှိဘူးဆိုတာလုံးဝမမှန်ပါဘူး။ပျောက်ကြားတပ်ဖွဲ့တွေဟာဗဟိုချုပ်ကိုင်မှုရောနေတာမှန်ပြီးတော့မဟာဗျူဟာဒါမှမဟုတ်နီးဗျူဟာဘိုင်းမှာမရှိတာတော့လည်းမဟုတ်ပြန်ပါဘူး။အမေရိကန်ကအဲ့ဒီအချိန်ထိစစ်တိုက်ခဲ့တဲ့အတွေ့အကြုံအများစုဟာတမန်ရိုးကျစစ်ပွဲတွေဖြစ်တဲ့တင်ကားတွေတန်းစီပြီးဝုန်းတိုင်းတိုက်ခိုက်တာခံတပ်တွေစောက်ပြီးအထိုင်တိုက်ခိုက်တာဒီလိုမျိုးတွေပါ။တမန်ရိုးကျစစ်ပွဲတွေမှာလည်းသူတို့တိုက်ခိုက်တဲ့ပုံစံကမှန်ပါရီပြစ်မှတ်တွေကလည်းရှင်းလင်းပါရီ။ American စစ်တပ်က B52 ဘုံကျဲလေယာဉ်တွေကနေ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေဘုံနေတဲ့အစင်းမြန်ဆက်သွယ်ရေးစနစ်တွေအထိခင်မီလန်နဲ့ပြည်စည်းတွေကိုအသုံးပြုခဲ့ပြီးစစ်စင်ရေးရိုလင်းတန်နာလိုမျိုးမြောက်ပြည်နယ်တလွားတန်ပေါင်းများစွာသောဘုံတွေကိုကျဲချခဲ့တဲ့ကြီးမားတဲ့စစ်စင်ရေးတွေလုပ်ခဲ့ပါသည်ထောက်ပို့လမ်းကြောင်းတွေ့ရင်ဖြတ်မယ်ရန်သူတွေ့ရင်တုတ်တင်မယ်ဆိုရဲရိုးရိုးရှင်းရှင်းရည်ရွယ်ချက်တွေကဘီယန်နမ်ဤအပေါ်မှာအလုံးမလုပ်ခဲ့ပါဘူးဗီယက်နမ်မှာအမေရိကန်လောက်အစင်းမြင့်လက်နက်တွေမရှိခဲ့သလိုဗျူဟာကောင်းကောင်းတွေလည်းမရှိပါဘူး။ဗီယက်နမ်မှာရှိခဲ့တာဆိုလို့စိတ်အားထက်သန်မှုနဲ့နှီးစနစ်ပါပဲ။ ဗီယက်နမ်တို့ရဲ့အဓိကနီးပြူဟာဟာအမေရိကန်ရဲ့နီးပညာအားသာချက်ကိုလုံးဝပြတ်ပြဲသွားစေခဲ့တဲ့ hit and run လို့ခေါ်တဲ့ဝင်တိုက်ထွက်ပြေးစနစ်ပဲဖြစ်ပါသည်။မြောက်ဗီယက်နမ်ရဲ့စစ်တပ်နဲ့တောင်ပိုင်းမှာလှုပ်ရှားတဲ့ community ပျောက်ကြားတပ်ဖွဲ့တွေဟာအမေရိကန်တွေနဲ့ထိတ်တရင်ဆိုင်တဲ့တာမန်တိုက်ပွဲကြီးတွေကိုရှောင်ရှားခဲ့ပြီးထူထပ်တဲ့တောနဲ့လေကွင်းတွေတောင်တန်းဒေသတွေကိုအသုံးချပြီးနေရာတိုင်းမှာပုံအောင်နေခဲ့ကြပါသည်။သူတို့ဟာရန်သူမခံမှန်းနိုင်တဲ့အချိန်နေရာမရွေးချုံခိုတိုက်ခိုက်မှုတွေ ဖောက်ခွဲရေးလုပ်ငန်းစဉ်တွေနဲ့ကင်းလက်တက်တွေကိုဖျက်တောက်တိုက်ခိုက်ခြင်းတွေကိုအဆက်မပြတ်လုံဆောင်ခဲ့ကြတာကြောင့်အမေရိကန်စစ်သားတွေဟာဘယ်သူကရန်သူလဲဘယ်သူကအယက်သားလဲဆိုတာခွဲခြားလို့မရနိုင်မင်းနဲ့အမြဲတမ်းစိတ်ပိုင်းဆိုင်ရာဖိစီးမှုနဲ့တောက်ရွံ့မှုတွေကိုခံစားနေရပါသည်ဆိုလိုချင်တဲ့သဘောတရားကအမေရိကန်တွေဘယ်ကိုပဲသွားသွားသူတို့ရဲ့အနီးနားမှာ BNN စစ်သားတွေကသူတို့ကိုတပ်ဖို့အတွက်အစဉ်သင်းရှိနေတာပါကြောင်လေးကောင်းလို့ဝင်ထိုင်လိုက်နောက်ကဓာတ်နဲ့ထိုးသွားလိုက်အဲ့လိုမဟုတ်ဘူး ရေကန်လေးတွေးလို့လက်လေးနဲ့ငုံပြီးတော့တောက်လိုက်အဲ့ဒီရေကန်တွေကဓာတ်တချောင်းထွက်လာပြီးမျက်လုံးကိုစိုက်သွားလိုက်စသဖြင့်နေရာတိုင်းမှာဗီယက်နမ်စစ်သားတွေကရုတ်ဖြတ်ကိုယောင်ဖြောက်ပြီးတော့တပ်ဖို့အတွက်အစဉ်သင်းရှိနေကြတာပါဘလောက်ထိတောင်မှဟန်ဆောင်ကောင်းလဲဆိုရင်အဲ့ဒီစစ်သားတွေဟာစိုက်ခင်းတဲ့ကလယ်သမားတဦးနေကင်းဘက်မှာအပြစ်မဲ့အရဲသားတဦးလို့ဟန်ဆောင်နိုင်တဲ့အထိလိုက်လျောညီထွေရှိခဲ့ကြပါသည်ဒါ့အပြင်ဗီယက်နမ်တို့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းကိုပြသခဲ့တဲ့အထင်ရှားဆုံးအချက်တွေကတော့ဥမင်လိုင်ကောင်းကွန်ရက်တွေပါ မြေအောက်မှာရှုပ်ထွေးနေတဲ့လှိုင်ကောင်းတွေကိုဖောက်လုထားပြီးအဲဒီလှိုင်ကောင်းတွေဟာစစ်သားတွေပုံအောင်မှုဒဏ်ရာရသူတွေကိုစေကူသားဖို့လက်နက်ခဲယမ်းတွေတည်ယူဖို့နဲ့အမေရိကန်တပ်တွေကိုမမျှော်လင့်ဘဲနောက်ကျောကနေဝင်ရောက်တိုက်ခိုက်ဖို့အတွက်ဖြစ်ပြီးဗျူဟာမြောက်အခြေဆိုင်စခန်းတွေအဖြစ်အသုံးပြုခဲ့ကြပါသည်အမေရိကန်တွေဘလောက်ထိကြောက်ခဲ့လဲဆိုရင်တော်ရဲကိုတယောက်သေးတော့မှမသွားရဲလောက်တဲ့အထိပါပဲနောက်ပြီးတော့ counter attack အတွက်အသုံးပြုခဲ့တဲ့ဗျူဟာတွေလည်းရှိပါသည် BNN ဟာရိုးရှင်းတဲ့ပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့ထောင်ချောက်ပေါင်းများစွာကိုဒေါ်နယ်ထဲမှာဆင်ထားကြပါသည် ခြုံထက်တဲ့ဝချုံနေတက်ဆင်ထားတဲ့မြေချင်းထောင်ချောက်တွေဂျိုးဆွဲမိုင်းတွေစားတဲ့တည်စီနိုင်တဲ့ထောင်ချောက်တွေကိုနေရာအနှံ့မှာထားထားခဲ့တာကြောင့်အမေရိကန်တပ်သားတွေလမ်းလျှောက်ဖို့တော့စိုးရိမ်စိမ်းနဲ့ခြေတလန်းစီတရီထားနေခဲ့ရပါသည်အမေရိကန်စစ်တပ်ရဲ့လေကြောင်းပစ်ကူနဲ့အမြောင်များရဲ့အင်အားကိုပြတ်ပြဲစေဖို့အတွက် hanging onto the bell လို့ခေါ်တဲ့ရန်သူခပတ်ကိုတွေ့ထားခြင်းဆိုတဲ့နည်းပညာကိုလည်းအသုံးပြုခဲ့ပါသည်ဆိုလိုတာက BNN စစ်သည်တွေဟာအမေရိကန်စစ်သားတွေနဲ့တတ်နိုင်သလောက်အနီးကပ်ပေးတိုက်ခိုက်ပါရီဘယ်တော့မှအဝေးကနေလည်းလှမ်းပြီးမပြစ်ကြသလို ပိုင်မှာပဲလောက်ကြပါလိမ့်။ပြစ်ခတ်မှုထက်စာရင်အမေရိကန်စစ်သားတွေအသေးဆုံးရမှုအများဆုံးဟာဒါနဲ့အခုတ်ခံရတာထောင်ချောက်ချောက်သေဆုံးတာဒီလိုမျိုးတွေပါ။အဲလိုမျိုးအနီးကပ်တိုက်ပွဲဝင်ချင်းကြောင့်မလို့အမေရိကန်တွေဟာသူတို့ရဲ့စစ်သားတွေထိမှန်မှာတည်သွားမှာစိုးရိမ်နေတဲ့အတွက်အင်အားကြီးတဲ့လက်နက်ကြီးတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုလွယ်လွယ်နဲ့ခေါ်ယူအသုံးမပြုရတော့ပါဘူး။ဘာကြောင့်လဲဆိုတော့ BNN တွေကိုကျင်းရင်းနဲ့သူတို့ပါထိခိုက်ကုန်မှာမဟုတ်လို့ပါ BNN တွေနဲ့မျက်နှာချင်းဆိုင်ပြီးတော့တိုက်ခိုက်လေလေသူတို့ဘက်ကရှုံးနိမ့်လေလေပါပဲ တကယ်တော့ BNN အနိုင်ရခဲ့ခြင်းရဲ့အဓိကအင်အားစုမှာစစ်တိုက်တပ်ရုံနေမဟုတ်ဖ ೇನೆ ပြည်သူတရက်လုံးရဲ့စီးလုံးညီညွတ်မှုလည်းပါဝင်နေခဲ့ပါသည်။ဗီယက်ကွန်အပေါ်အဝင်အရက်သားပြည်သူတွေတော်တော်များများဟာအမေရိကန်စစ်သားဆိုရင်တိတ်ပြီးကြီးမရတဲ့အထင်မှပါဝင်ပြီးပြည်သူတွေခြားထဲမှာရောရောနောနောနေထိုင်ရင်းတရင်အချက်လက်အစားအစာနဲ့ပုံအောင်ရနေရအကူအညီတွေအများကြီးပေးခဲ့ကြပါသည်။ BNN ပြည်သူတွေဟာသူတို့ရဲ့ရန်သူအဖြစ်သတ်မှတ်ထားတဲ့အမေရိကန်စစ်သားတွေအပေါ်မှာစိတ်ထက်အရရောကိုကျင်တရားအရရောဖိအားပေးခဲ့ကြပါသည်။ ဒီလိုမျိုးကိုယ်နိုင်ငံနဲ့ဝေးကွာရေးဖျားနာစေတဲ့ဒေါ်နတ်ကြီးတွေမှာမင်းကြီးရဲ့ရန်သူကိုစန့်ကျင်ပြီးတော်လန်တိုက်ခိုက်နေရတာကတာမန်အားဖြင့်ခက်ခဲတဲ့အလုပ်တစ်ခုဖြစ်ပေမယ့်ဗိုလ်ဆိုးရွားသွားစီတာကအမေရိကန်တို့ရဲ့နောက်ထပ်ကြရှုံးမှုဖြစ်တဲ့ပြည်သူလူထုရဲ့စိတ်နှလုံးကိုမရယူနိုင်ခဲ့ခြင်းပါပဲအမေရိကန်ရဲ့ BNN စစ်ပွဲမှာအဓိကဒူးထောက်ခဲ့ရတဲ့အချက်လာပါပြီ BNN စစ်ပွဲကိုဒေသခံတွေရဲ့ရှူထောင့်ကနေလေ့လာကြည့်ရင်စစ်အေးခေရဲ့နိုင်ငံရေးအမြင်နဲ့လုံးဝကွဲပြားနေတာတွေ့ရပါလိမ့်မယ် ဗီယက်နမ်ဟာတမိုင်းကြောင်းရတစုံတစ်ယောက်ရဲ့ဖိနှိပ်မှုအောက်မှာအမြဲရှိနေခဲ့တာပါပထမအဦးဆုံးရာစုနှစ်ပေါင်းများစွာတိုက်ခိုက်ခဲ့တဲ့တရုတ်ပြီးတော့နှစ်ပေါင်း150ကျော်ကိုလိုနီပြုခဲ့တဲ့ပြင်သစ်ပြီးတော့ဂျပန်ပြီးတော့ပြင်သစ်နောက်တစ်ချိန်နောက်ဆုံးမှပြင်သစ်တွေကိုဖယ်ရှားပြစ်နိုင်ခဲ့ချိန်မှာသူတို့ဟာကိုပိုင်အုပ်ချုပ်ခွင့်ရဖို့ဘလောက်တောင်မှစိတ်ပိုင်းဖြတ်ထားလဲဆိုတာစဉ်းစားသာကြည့်လိုက်ပါဒီအချက်ကိုထည့်တွက်ကြည့်လိုက်ရင်ကွန်မြူနီဝါရဘာကြောင့်နိုင်ငံထဲမှာလူကြိုက်များလာတာလဲဆိုတာကိုလည်းနားလည်နိုင်ပါလိမ့်မယ်။ရုရှားတော်လှန်ရေးပုံရိပ်ကအစွမ်းထက်ခဲ့ပါသည် အလုံသမားလူရန်စားကထားကြွပြီးအာဏာကိုရယူလိုက်တဲ့ဆိုတဲ့ပုံမြင်က BNL လူမျိုးအများစုကိုလည်းလှုံ့ဆော်ပေးခဲ့တာပါ။ဒါကြောင့်မလို့တရားဝင်အားဖြင့်မြောက်ပိုင်းကကွန်မြူနီဖြစ်ပြီးတောင်ပိုင်းကမဟုတ်ဘူးဆိုပေမဲ့တောင်ပိုင်းမှာလည်းပဲမြောက်ပိုင်းရဲ့ရည်မှန်းချက်တွေထောက်ခံသူအများအပြားရှိခဲ့ပါပြီ။အမေရိကန်တွေဟာနောက်ဆုံးဘလောက်ထိတောင်မှစိုးရွားလာလဲဆိုရင်တောင်ပိုင်းကသူတို့ရဲ့မိတ်ဆွေပါလို့ယူဆထားတဲ့ဟာတွေကတော့မှရန်သူတွေပြန်ဖြစ်လာပြီးရန်သူမိတ်ဆွေမခွဲခြားနိုင်လောက်အထိဖြစ်ခဲ့ပါပြီ။မကြာခဏဆိုသလိုလေအရက်သားတွေဟာ အမေရိကန်စစ်သားတွေကိုကြုံရင်ကြုံသလိုတတ်တာမျိုးတမင်တကာပြစ်မှတ်ထားပြီးတော့တတ်တာမျိုးတွေပါဖြစ်ပေါ်ခဲ့ပါလိမ့်။အမေရိကန်တပ်ဖွဲ့တွေအုံပြုခဲ့တဲ့တခြားနှီးပြူဟာတွေပါထဲတွက်ရင်အခြေအနေကပိုဆိုးသွားစေပါလိမ့်။မုံနီဘာတွေဆိုတဲ့အမေရိကန်တွေဟာဒါရူလက်နက်နဲ့တိုက်ခိုက်တာတွေအပါအဝင်ဘုံကျဲတိုက်ခိုက်မှုပေါင်းများစွာကြောင့်မလို့ဘာမှမဆိုင်တဲ့ BNN ရဲ့ပြည်သူများစွာတည်ဆုံခဲ့ရပြီးအမေရိကန်တပ်ဖွဲ့တွေကိုမယုံကြည်မှုတွေပိုဖြစ်လာပါလိမ့်။ဒါကြောင့်မလို့တောင်ပိုင်းကအစာရုံးကသွေးအေးနေတဲ့သူတွေတောင်မှမြောက်ပိုင်းဗီယက်နမ်ကိုထောက်ခံမှုပိုများလာပါသည် ဒါကြောင့်မလို့ American ဟာစစ်မြေပြင်မှာ BNN ကိုမရှုံးခင်ကလေးကသူတို့ကိုထောက်ခံနေတဲ့တောင်ပိုင်းက BNN လူမျိုးတွေရဲ့နှလုံးသားထဲမှာပါအရှုံးတဲ့လူဖြစ်ခဲ့ရပြီးသားပါနောက်ထပ်ပူဆိုးတဲ့အချက်က American တွေအဲ့လိုမျိုးစစ်ရှုံးနေပါတယ်ဆိုမှသူတို့ကိုပြည်ရင်းကလည်းမထောက်ခံကြတော့ပါဘူး BNN စစ်ပွဲဟာ American ပြည်ထောင်စုအတွက်စစ်ရေးနဲ့နိုင်ငံရေးအရစိတ်ပိုင်းဆိုင်ရာကြီးမားတဲ့အဖိုးအခကိုလည်းပေးဆက်စီခဲ့ရပါသည် American စစ်သား9800ကျော်တည်ဆုံးခဲ့ပြီးတသိန်းခွဲကျော်လောက်ဒဏ်ရာရရှိခဲ့ပါသည် ငွေကြေးအရကုန်ကြမ်းစရိတ်ဟာဒေါ်လာ120ဘီလီယံကျော်လောက်ရှိခဲ့တဲ့အပြင်ကိုကျင်တရားနဲ့နိုင်ငံရေးအရလည်းကုန်ကြမ်းစရိတ်ကပိုပိုပြီးတော့ကြီးလာပါသည်ဒီစစ်ပွဲဟာအမေရိကန်လူအဖွဲ့အစည်းကိုပြင်းပြင်းထန်ထန်ကွဲပြားစေခဲ့ပြီးចောင်းသားတွေစစ်ပြန်နေတဲ့လူအခွင့်အရေးလှုပ်ရှားသူတွေဦးဆောင်နေအမေရိကန်သမိုင်းမှာအကြီးမားဆုံးသောစစ်ပွဲစန့်ကျင်ရေးလှုပ်ရှားမှုတွေပေါ်ပေါက်လာပါသည်။ဘာကြောင့်စန့်ကျင်ကြတာလဲလို့မေးရင်ဗီယက်နမ်လိုနိုင်ငံမျိုးမှာအမေရိကန်နိုင်ငံသားတွေတဖုံးဖုံးနဲ့သွားတည်နေတာကိုပြည်သူတွေကမကြည့်ရကြတော့လို့ပါ။ ဒါကြောင့်မလို့အကုန်လုံးကိုပြန်ခေါ်ပြီးတော့ဒီစစ်ပွဲကိုရပ်ဖို့အတွက်တောင်းဆိုတာဖြစ်ပါလိမ့်1968ခုနှစ်မှာတော့ BNN ရဲ့တက်စစ်စင်ရေးဟာစစ်ရေးရမြောက်ပိုင်းအတွက်ကြာရှုံးခဲ့ပေမဲ့လေအမေရိကန်ရဲ့တိုးတက်နေတယ်ဆိုတဲ့အမြင်ကိုချိုးဖြတ်နိုင်ခဲ့တဲ့စိတ်ပိုင်းဆိုင်ရာအောင်ပွဲတစ်ခုဖြစ်ပါလိမ့်ဒီနေ့တနေ့အမေရိကန်စစ်သားကြာဆုံးစည်းနေပဲပူတူးလာတဲ့အချိန်မှာပြည်သူတွေဟာလက်ပိုက်မကြည့်နိုင်ကြတော့ဘဲ1969ခုနှစ်မှာလူပေါင်း9သိန်းနီးပါးစုစည်းပြီး ဝါချင်တန် DC ကိုခြိတက်ခဲ့တဲ့အကြီးမားဆုံးစစ်ရေးဆန့်ကျင်ရေးဆန္ဒပြပွဲပေါ်ပေါက်လာပါသည်။အဲဒီဆန္ဒပြပွဲကိုတော့ March Against Death လို့အမည်ပေးခဲ့ပါသည်။တမရနစ်ဆင်ကတော့အဲဒီအချိန်ကလမ်းမောက်ကစူပူအကြမ်းဖက်မှုတွေဟာသူ့ရဲ့ဆုံးဖြတ်ချက်ကိုတက်ရောက်မှုမရှိဘူးလို့ကြေညာခဲ့ပြီးပြည်သူတွေကဒါကိုပိုဒေါသထွက်ခဲ့ပါသည်။1982ခုနှစ်မှာ American လူမျိုး၃ပုံ၂ပုံဟာ BNN စစ်ပွဲကိုလုံးဝမထောက်ခံတော့ဘဲအ мян ဆုံးရပ်ပစ်ဖို့အတွက်သာဖိအားပေးလာပါသည်။ ဒါကြောင့်မလို့ American တွေဟာ BNM မှာစစ်ပွဲတစ်ပွဲ၊ Iran မှာတစ်ပွဲစစ်ပွဲနှစ်ခုကိုတပြိုင်တည်းထဲတိုက်နေရတယ်လို့ဖြစ်လာပါရီ။စစ်မှုထမ်းထားတဲ့စစ်သားတွေဟာလည်းပဲတိုက်ခိုက်ဖို့စိတ်တမရှိတော့ဘဲနဲ့ဘလို့ပဲတိုက်တိုက်ရှုံးနေနေတဲ့နေရာကနေထွက်ပြေးကျင်လာပြီးအမိန့်တွေကိုစန့်ကျင်ခဲ့ကြပါရီ။စစ်မှုမထမ်းမနေရဥပဒေတွေကိုရှောင်ရှားတာဟာလည်းပဲကြဲကြဲပြန့်ပြန့်ပြဿနာတစ်ခု ဖြစ်လာခဲ့ပြီးလူငယ်များပြားဟာထောင်ချခံရတာထက်ဒါမှမဟုတ်ကနေဒါနေဆက်ကိုဖျက်ပြီးတော့ထွက်ပြေးတာထက် BNM ကိုသွားရောက်မှာကိုပိုကြောက်ခဲ့ကြပါရီ။ ဗီယက်နမ်ကပြန်လာတဲ့စစ်သားတွေကိုတော့သူတို့ကမျောလင့်ထားတဲ့သူရဲကောင်းကြိုးစိုးမှုမျိုးနဲ့ဝေးကွာတဲ့ဒရီးနဲ့ထွေးခံရပြီးအစောကခံရတာမျိုးတွေတော့မှရှိခဲ့ပါသည်1980ပြည့်နှစ်တွေလွန်မှာတော့ဖီအားတွေဟာခံနိုင်ရင်မရှိတော့ဘဲအမေရိကန်အစိုးရဟာလက်လျှော့ခဲ့ပြီးစစ်သည်တွေကိုတစင်ချင်းပြန်ရုပ်သိမ်းခြင်းအပြင်ဗီယက်နမ်ကပါဝင်ပတ်သက်မှုကိုလုံးဝလျှော့ရှားပြစ်လိုက်ပါသည်1983ခုနှစ်မတ်လ29ရက်နေ့မှာ နောက်ဆုံးအမေရိကန်တိုက်ခိုက်ရေးတပ်တွေဗီယက်နမ်ကနေအပြီးထွက်ခွာခဲ့ပြီး အမေရိကန်တွေလုံးဝမရှိတော့တဲ့နောက်မြောက်ပိုင်းဟာ1985ခုနှစ်မှာတောင်ပိုင်းမြို့တော်ကိုသိမ်းပိုက်လိုက်ပြီးဗီယက်နမ်စစ်ပွဲပြီးဆုံးကြောင်းတရားဝင်ဖြစ်သွားခဲ့ပါသည်။ဒါဟာအမေရိကန်ဗီယက်နမ်စစ်ပွဲမှာဗီယက်နမ်တွေဘာကြောင့်အမေရိကန်ကိုအနိုင်ယူခဲ့တာလဲဆိုတဲ့အကြောင်းရဲ့အဓိကအချက်တွေအပါအဝင်စိတ်ဝင်စားစရာစစ်ပွဲအကြောင်းပဲဖြစ်ပါသည်။ဒီဘက်ကိုအခြေခံပြီးအမေရိကန်လိုနိုင်ငံကြီးကဗီယက်နမ်လိုနိုင်ငံသေးသေးလေးကိုဒုထောက်အချုံးပေးခဲ့ရတဲ့တမိုင်းဖြစ်စဉ်ကြီးဖြစ်ပေါ်လာတာဖြစ်ပြီးဒီနေ့အထိလည်းပြောစမှတ်တွင်နေသေးပါပြီ။ နောက်ပြီးဗီယက်နမ်ဟာယနေ့အချိန်ထိစစ်ရေးမှာအဆင့်မြင့်ဆုံးပျောက်ကြားစနစ်ကိုပိုင်ဆိုင်ထားပြီးကြောက်ဖို့အကောင်းဆုံးနိုင်ငံလည်းဖြစ်လို့နေပါသေးတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးပါဦးမယ်ဗျ။အစုံကြီးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။